မင်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။လဲကုမြို့နယ်ကျန်းဖုံရုံကိုမိုင်းခွဲတိုက်ခိုက်မှုပြူစော်ဒီချိုအထိခိုက်ရှိနိုင်ရန်ကုန်တိုင်းလဲကုမြို့နယ်သာသနာ့ရိတ်တာရက်ကွက်မှရှိတဲ့မြို့နယ်ကျန်းဖုံရုံကိုမိုင်းခွဲတိုက်ခိုက်မှဆောင်ပြူစော်ဒီအထိခိုက်မှုရှိနိုင်ပြီးရုံးဆောင်နေပြည်စီမှုရှိခဲ့ကြောင်းရန်ကုန်အာမီတောင်ရှိသူကပြောတယ်။ဒီဇင်ဘာ6ရက်နေ့ည9:35မိနစ်ချိန်လဲကုမြို့နယ်သာသနာ့ရိတ်တာရက်ကွက်ရှိကျန်းဖို့ပါတီမြို့နယ်ရုံရှိအဆောက်စစ်သားနယ်ပြည်သူတွေကိုရန်ကုန်မြို့ပြပြောက်ကြားတပ်ဖွဲ့ဝင်တွေကပြင်းအမြင့်မိုင်းနှလုံးနဲ့ပောက်ခွဲတိုက်ခိုက်ခဲ့ပါတယ် ကျန်းပုံမြို့နယ်ရုံးပါမိုင်းနှလုံးစလုံးကွဲတဲ့မိုင်းကပြင်းပါတယ်။ထဲမှာပြင်းစောတွေရဲအချိန်တိုက်ခိုက်တာလူထိခိုက်မှုဆောင်ထိခိုက်ပျက်စီးမှုရှိတယ်။ဒီမနက်တော့ကြာရုံးပျက်စီးနေရတွေ့ရတယ်။လဲကူမြို့နယ်ကျန်းဖို့ပါတီရုံးကနေကျွမ်းဖက်စစ်ကောင်းဆောင်မြောင်းလိုင်ကပြုလုပ်မဲ့ပြာမွေရေခောက်ဘွယ်တဲ့ဥပန်းပောင်ဝင်ဆိုင်နေရာကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါတိုက်ခိုက်မှုကိုရှန်ကောအာမီနဲ့နောက်ပိုင်းခေဘကဖားဥပန်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမြို့ပြပြောက်ကြားတဖွဲ့နေကောင်းမွန်စွာပြန်လည်ဆက်ကွာနိုင်ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်တွေတရားမဝင်ရောက်ပွဲမှာပါဝင်ပတ်သက်ပြီးလောက်ကိုင်းနေကြသူတွေကိုဆက်လက်ပြီးပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာမီတောက်ထံကနေသတိပေးထားပါတယ်။ဆက်လက်ပြီးစနေမြို့မှာရဲစခန်းကနေကိန်းပတ်ထွက်လာစစ်ကြောင်းတိုက်ခိုက်မှုဆက်တာနဲ့အတင်းဆုံးပြီးခဲရဲ့ပစ္စည်းချုပ်သိမ်းစရာရှိမကွေးတိုင်းစလင်းမြို့နယ်စလင်းမြို့မှာရင်းစခန်းမှာကင်းပတ်ထွက်လာစစ်သားနဲ့ရဲတွေပါနဲ့ဆက်ကြောင်းအတိုက်ခိုက်ရနှောင့်တင်ဆုံးပြီးခဲယံပစ္စည်းချို့သိမ်းစရာရှိခဲ့ကြောင်းစလင်းမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့တာဝန်ရှိသူကပြောတယ် ဒီစင်မှာကျောင်းညနေ2:36မိနစ်ချိန်ဆလင်းမြို့မှာရေစကန်ကနေကာဒစီဆိုင်ကယ်လေးစီးနဲ့ဆလင်းမြို့အထက်ရှိစိမ့်စော်ဂိတ်ကင်စကန်ကိုကင်ပတ်ထွက်လာစစ်သားရဲ20ဦးကန်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကဆလင်းမြို့မှာရေစကန်နဲ့စိမ့်စော်ဂိတ်ကြားမိရထားပိုင်းမှာဈာဖြတ်မိုင်းဆွဲပြီးအပြန့်အလန့်ပြစ်ခတ်တိုက်ခိုက်ရ45မိနစ်ခန့်ကြာမြင့်ခဲ့ပါတယ်။မိုင်းနဲ့ထည့်ရတဲ့အပွဲချင်းမိတဲ့တယောက်ကလည်းမောင်းပြတ်တဲ့တဲတဲလေးပဲကျန်တော့တယ်။ပေါင်လဲဆုပ်ပြတ်သွားတဲ့သတင်းရတယ်။နောက်တစ်ယောက်ကလည်းမျက်နှာတစ်ချန်ဆုပ်ပြတ်ပြီးတော့လက်ပင်ပေါက်ထွက်သွားတယ်လို့သိရပါတယ်။ထိုတိုက်ခိုက်မှုတွင်စစ်သားနှုတ်သေးဆုံးပြီး မြင်းတင်ရက်ကွက်နေရဲတပ်သားအောင်ညီညီနဲ့ဖောင်းလင်းနယ်ထိန်မင်းခန့်တို့အပြင်းထန်ထိခိုက်ဒဏ်ရာရှိကညနေ3:56မိနစ်မှာဆလင်းမြို့မှာရဲစခန်းပြန်လည်ဆုတ်ခွာသွားကြောင်းတိုက်ပွဲအပြင်းထန်ဒဏ်ရာရှိရဲနှုတ်ကိုဆလင်းမြို့စစ်ရင်ကိုရေးပေါ်တင်မှုကုသထားကြောင်းသိရတယ်။စေခွေးနှကောင်ရဲခွေးနှကောင်စုစုပေါင်း၄ကောင်၄ကောင်စလုံးကစနင်းပြည်သူစေုံမှာဆဲကုတမှုခံယူနေတယ်။ရဲခွေးတကောင်ကကြာထိခိုက်တဲ့အတော်ပြင်းပါတယ်။သူ့အသက်မိပါမလားလို့စွန့်ရအနေထားရှိတယ်။ တော်ပြေတိုက်ပွဲအတွင်းစစ်သားရဲတွေအုံပြရဲ G3 G4 နှစ်ပေါင်းလက်ပြပေါ်နှလုံးကြီးတောင်း30ခန့်တင်စီအားရှိခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုစလင်းမြွနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့မှရဲဘော်တွေကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးမိုးမင်းမြွနဲ့မြေဆောင်ကြကိုနေရဆက်တိုက်စစ်တပ်ကလည်းရင်နဲ့ပုံစံမှုကိုဝင်ဆောင်မျိုးသမီးအပါဆင်ရှောင်းပြည်သူ့စစ်တပ်အသေးဆုံးရှမ်းပြည်နယ်မြောက်ပိုင်းမိုးမင်းမြွနဲ့မြေဆောင်ကြကိုနေရဆက်တိုက်စစ်တပ်ကလည်းရင်နဲ့ပုံစံမှုကိုဝင်ဆောင်မျိုးသမီးအပါဆင်ရှောင်း ပြည်သူ့စစ်တပ်ဦးတည်ဆောင်သားကြောင့်ဒေသပြည်သူတွေနဲ့စစ်ပင်းရှာကူညီတဲ့လူမှုကေဆေးဖွံ့ဖြိုးတိုးကပြောတယ်ဒီစင်မှာချမ်းမနက်9:00နာရီဝင်းကျင်ချင်းစစ်တပ်ကမုံမိတ်မြို့နယ်မြေဆောင်ကြရတဲ့ကိုလင်းနဲ့ပုံကျဲခဲ့ကြအောင်ဆိုမှာပုံကျဲမှုကြောင့်စစ်ပင်းရှာပြည်သူတွေကိုဝန်ဆောင်မျိုးသမီးတအုပ်ပါပြည်သူ့စစ်တပ်ဘွဲ့ချင်းပြီးတည်ဆောင်သွားပါတယ်မြေဆောင်ကြရဆိုတာကစစ်ပင်းရှာနှစ်ခုလုံးနေကြတာ မိုးဖောက်ဘက်ကစစ်ပင်းရှောင်နေရောမိုးမိတ်ကစစ်ပင်းရှောင်နေရောခနာခုလုံးနေကြတဲ့နေရာအိညာကိုလင်းနဲ့ပုံကျဲချထားတယ်။ရင်းပြင်းရင်းနေမနဲ့ပိုင်းမှာမိုးမိတ်မျိုးနဲ့မြေဆောင်ကြီးကိုလင်းလေးစီနဲ့တပြိုင်နက်တည်းထပ်မဲ့ပုံကျဲထားတယ်။လက်တလောထိခိုက်တည်ဆုံးမှုချင်းနေတော့မသိရသေးပါဘူး။အခုမနေ့ကိုလင်းလေးစီနဲ့စတိုက်တစ်ကြိမ်နဲ့ပုံတွေထက်ကျဲတဲ့ထိခိုက်တော့မသိရဘူး။လိုင်းခက်ခဲချင်းနေဖြစ်နေလို့ဒေသပြည်သူကပြောတယ်။ တရနာလေးကမုံမိမျိုးကိုစစ်တပ်ထံကိုပြန်လဲပေးရလိုက်တော့လေလက်ရှိချိန်ဒီမုံမိမျိုးနဲ့တခုလုံးကိုစစ်တပ်ကစုံမှုမှုမရှိနိုင်သေးတဲ့ဖြစ်ကျေးရတွေကိုစစ်ကြောင်းလေးကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုံလုံဆောင်နေကြောင်းဒေသတော်လိုင်းတရင်မြေကပြောပါတယ်ဆလဘင်ရေးမျိုးနဲ့အာယူတောင်ကျမှာရှိတဲ့စစ်တပ်လောက်ကန်ပြည်သူစစ်အဖွဲ့ကိုရေဘလူးတပ်ဖွဲ့ကဝင်အောင်ပြေခတ်မှုစစ်သားလေးဦးသေးဆုံးမုံပြင်းရဲ့ရေးမျိုးနဲ့အာယူတောင်ကျမှာရှိတဲ့စစ်တပ်လောက်ကန်ပြည်သူစစ်အဖွဲ့ကိုရေဘလူးတပ်ဖွဲ့ကဝင်အောင်ပြေခတ်မှာပြူစာရီကောင်းဆောင်လေးဦးထိခိုက်ဒဏ်ရာကစစ်သားလေးဦးသေးဆုံးသောကြောင့်ရေဘလူးဖွဲ့ကောင်းဆောင်ကပြောပါတယ် ဒီဇင်ဘာ9ရက်နေ့မနက်7:00နာရီဝန်းကျင်ချိန်ရေဘလူးဖက်ကအာယူတောင်ကျရုံကိုတိုက်ခိုက်ခဲ့တဲ့ဇန်နဝါရီမနက်7:00နာရီခွဲဝန်းကျင်လောက်မှာအာယူတောင်ကျရုံနဲ့လင်းဦးရှိရနေရာကိုဝင်ရောက်တိုက်ခိုက်တာဒုတိယကြိမ်တိုက်ခိုက်ခဲ့တဲ့အခါမှာသူ့ဖွဲ့ကတပ်သားလင်းဦးကြားတဲ့လင်းဦးကတနက်တန်ရဒီမန်နဲ့လင်းဦးကိုဆင်းရုံပို့တဲ့လင်းဦးတပ်သားလင်းဦးကတော့ဘန်ကာနဲ့ရုံနဲ့မှာပဲမတားပေါ်သွားပြီလို့ရေဘလူးတပ်ဖွဲ့တဲမှုကပြောပါတယ် အကြမ်းဖက်စစ်တပ်လက်အောက်ခံပြည်သူ့စစ်ကောင်ဆောင်လင်းကနိုဝင်ဘာ23ရက်နေ့ကလည်းရေးဘလူးတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြုံစောတိဖွဲ့ဝင်တန်ရာတွေအရှင်းမပြောက်သေးခဲ့ဒုတိယကြိမ်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်လင်းဦးတေမတီကအတီချာမတီတဲ့ဥပောင်းမှထိထားရလို့ကြားတဲ့သူတန်ရာကတော့အသက်ကြီးမဆွရဘူးဆိုရင်တော့မှလှုပ်ရှားလို့တော့မနိုင်တော့ပထမထိထားတဲ့နေရာတွေကအခုချိန်မပြောက်သေးဘူးနောက်တစ်ကြိမ်ထပ်ထိရဲဆိုတော့သိဖို့တော့များပါတယ်ဒီကောင်တနက်တန်ရနဲ့မတင်တော့မှညပိုင်းကျွန်တော်တို့အကြောင်းစင်စားရင်ကြောက်ပြီးတင်မလို့ရေဘလူးတပ်ဖွဲ့တန်မှုကပြောတယ် ဆလပီဂျိုးမင်းကောင်းနဲ့တလင်းမြို့နယ်ရှိစာတင်ကျောင်းနဲ့ကြားရီကိုစစ်တပ်ကလင်းနဲ့ပုံကျဲမှုတန်ခါတပားနဲ့ပြည်သူတအုပ်တင်ဆောင်ဘကုတိုင်းဂျိုးပင်ကောင်းမြို့နယ်နဲ့တလင်းမြို့နယ်မှာရှိစာတင်ကျောင်းနဲ့ကြားရီကိုဂျမ်ဖက်စစ်တပ်ကလင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်တန်ခါတပားနဲ့ပြည်သူတအုပ်တင်ဆောင်ကြောင့်ဒေသပြည်သူတွေနဲ့တာဝရီခိုင်တိုင်းစစ်ဘက်ရဲတာဝန်ခံရဲဘော်တစ္ဆာကပြောတယ်ဒီဇင်ဘာ6နေ့မိုးလယ်3:30မိနစ်ခန့်မှာကျိုးပင်ကောင်းမြို့နယ်အေးရလီအောင်ချမ်းသာကျေးရွာစာတင်ကျောင်းကိုဂျပန်စစ်တပ်ကစက်တက်လေး3စီနဲ့ဘုံကုံလိုကျဲချတိုက်ခိုက်ခဲ့တယ်။ အကြပ်ဖက်စတဲ့ပုံကြတိုက်ခိုက်မှုကြောင့်ကျင်းနေပြည်သူ55နှစ်ရွယ်ကိုလင်းပေါ်ချင်းမိသိဆုံးပြီးကျောင်းပင်ရှင်ဖြစ်တာကြောင့်ကလင်းငယ်အထိခိုက်မှုမရှိကြောင်းသိရတယ်။ဒဲကုမျိုးကနေတက်လာတဲ့စက်တက်လေးဒီသုံးစီကအေးရလေးအောင်ချမ်းသာကျန်စားတဲ့ကြောင့်ဘုကုံလုံးကျဲချတိုက်ခိုက်တယ်။ကိုလင်းဆိုတဲ့ကျင်းနေပြည်သူတောက်သိဆုံးတဲ့ခေါင်းကိုပုံစံထိမှန်မနေရတဲ့ပေါ်ချင်းမိသိဆုံးတာပါ။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကျဲချတိုက်ခိုက်သွားလို့တာဝရီခိုင်တိုင်းဖက်စီရေးရာတာဝန်ခံရဲဘော်တင်စားကပြောတယ်။လာတူဒီဇင်ဘာလရက်နေ့ကလည်းနဲ့တလင်းမျိုးနဲ့ငောက်တူရွာနဲ့ ကန်ဆီယာတို့ကိုဂျပန်စစ်တပ်က၁၄ဒီနဲ့ဘုံးဆယ်လုံးကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရယ်။အဂျပန်စစ်တပ်ဘုံးကျဲတိုက်ခိုက်မှုတွင်ကန်ဆီယာမှာတန်ကားတော်တစ်ပါးပြန်လည်တော်မူပြီးပြည်သူတို့ထိခိုက်ဒဏ်ရာရှိခဲ့တယ်။စစ်ကွင်းတွေကတိုက်ပွဲဖြစ်ပွားမှရှိပဲငုတ်တူရနဲ့ကန်ဆီယာကို၁၄ဒီနဲ့ဘုံးကျဲတိုက်ခိုက်တော့နေကြောင်းတိုက်ခိုက်မှုတွင်မှကန်ဆီယာကတန်ကားတော်တစ်ပါးဘုံးစားထိမှန်ပြီးပြန်လည်တော်မူသားလို့သိရပါရယ်။နောက်ဆက်အောင်ပြကြရတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါရယ်ရှင်။